ဒီချီနဲ့ FA ဖလာဘလို့ယူမလဲစက်20အတင်းအောင်ကိုမတွင်းနိုင်နဲ့တိုက်စစ်နဲ့ကွာအဲ့ဆောက်တန်တန်ဆိုတော့နောက်ဆုံးပွဲ49ပွဲမှာမှနှစ်ပွဲပဲကလင်းရှစ်ရထားတာကွာနှစ်ပွဲပဲဂိုးမပေးထားတာအဲ့လောက်ဆိုးဝါးနေတဲ့ခံစစ်ကောင်ကရိုမန်စီတင်ကဂိုးမတွင်းနိုင်ဦးတဲ့စဉ်းစားကြည့်ကွာဆောက်တန်တန်နဲ့အောင်ဂိုးမတွင်းနိုင်အဲ့ချင်းနဲ့ငါတို့ FA ဖလာဘလို့သွားယူမလဲငါတို့စဉ်းစားလို့ကိုမရတော့ FA ဖလာဘလို့ယူမလဲကိုစဉ်းစားလို့မရဘူးဒီခြေတိုင်းတာတွားရင်သွားပြီး အဖေဘလာလဲလစ်ပြီဘာမှရမှာမဟုတ်တော့ဘူးမာမိုးလျှောက်တာတကောင်လေးစိတ်ဓာတ်နဲ့ကစားမယ်ဆိုရင်ကွာမာမိုးဆိုလို့ရှိရင်ဒါနောက်ဆုံးမိနစ်မှာဝင်လာတာကွာနောက်ဆုံးဒီလက်ကျက်မိနစ်တွေချာမှာဝင်လာတာဒါပေမဲ့ဒီကောင်လုံးဝ chance ဒီအများကြီးရလာရယ်ကွာနှလုံးနှလုံးလားမသိဘူးငါမှတ်မိရောနှလုံးသုံးလုံးတို့မဟုတ်ပါကွာနှလုံးတို့မဟုတ်သုံးလုံးရလာတယ်အဲ့ကောင်လောက်တာကြိုးစားအားထုတ်ရင်ကျန်တဲ့ကစားသမားတွေအဲ့ကောင်လောက်တာကြိုးစားအားထုတ်လို့ရှိရင်လုံးဝမန်စရီတဲ့ကစားပုံကကြည်ကောင်းမှာ ခုအကြီးကကစားပုံကြီးကပြင်းနေပြီဘာမှလည်းမဟုတ်ဘူးဒီကိုဘစစ်ကိုဘစစ်ကနေပြီးတော့ကဘာရီရောကဘာရီရောကနေပြီးတော့ဒီဘက်ပထမပိုင်းပြောပြမယ်နော်ကိုဘစစ်ကနေပြီးတော့ကဘာရီရောကဘာရီရောကနေပြီးတော့ဒီဖိုရန်ပြီးလို့ရှိရင်ဒီဘက်ကဒီဒီဘရန်ဘေးဒီဘရန်ဘေးဒါဘနာရိုစေးပါဒါနဲ့ပဲပြီးသွားတာကွာ အဲ့တော့မာမုရှ်တို့ဝင်လာမှပဲတိုက်စစ်ကလေးကနည်းနည်းလေးမြင်ရင်လာတယ်ဒါပေမဲ့လည်းဂိုးမရခဲ့ဘူးကွာအဲ့တော့တည်ကြသွားပြီချန်ပီယံလိဝင်ခွင့်အတွက်တော့အများကြီးစိုးရင်စရာမရှိဘူးဒါပေမဲ့ FA ဘလာဘလို့ယူမှလည်းဒီချင်းနဲ့